မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရန်ကုန်တိုင်းကအချက်ပတ်စကောင်စီရဲ့တိုက်ကြီးအမှတ်၁စစ်တပ်တမ်းမြင့်လေ့ကျင့်ရေးကျောင်းကစစ်မှုထမ်းအပစင်တစ်စင်တပ်သားအစ်စ်တွေဟာရခိုင်ပြည်နယ်တန်တွဲမြို့ကရှေတန်းစစ်မြေနာကိုအပေါက်ခံလိုက်ရပြီတပ်သားတစ်အယောက်တရားကျော်အဆက်အသွယ်ပြတ်တောက်နေတယ်ဆိုပါတယ်ပြည်မပုံလိကဘန်ရွေကိုစစ်ကောင်စီကအေးအေးယူမှုတွေနဲ့ငွေသားထုတ်ယူမှုကန့်သက်တာတွေရဲ့ကြက်ရက်ကြောင့် ရွှေနဲ့ဒေါ်လာဈေးတွေဇက်တိုက်ကိုမြင့်တက်လာနေပြီးအမေရိကန်ဒေါ်လာကိုငွေကျပ်4960အထိဈေးနှုန်းထိုးတက်သွားတယ်လို့အမေရိကန်ဝယ်ယူရင်းဒေါ်လာကိုငွေကျပ်9000ကျော်ပေးရတဲ့အထိမြန်မာကျပ်ငွေတန်ဖိုးတွေတဟုန်တို့ကျဆင်းနေတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ရန်ကုန်တိုင်းကအကြဖတ်စစ်ကောင်စီရဲ့တိုက်ကြီးအမှတ်1စစ်တပ်တမ်းမြင့်လေ့ကျင့်ရေးအကြောင်းကစစ်မှုထမ်းအပတ်စဉ်တက်စင်းတက်သားအစ်စ်တွေဟာ ရခိုင်ပြည်နယ်တန်တွဲမြို့ကရှေတန်းစစ်မြေနာကိုအပုတ်ခံလိုက်ရပြီတပ်သားတစ်အယောက်တရာကျော်အဆက်အသွယ်ပြတ်တောက်နေတယ်လို့စစ်တပ်သတင်းရင်းမြစ်နဲ့တပ်သားတစ်တချို့ရဲ့မိဘဆွေမျိုးတွေကရင်ုံခစ်တစ်ကိုပြောပါတယ်ဇွန်လ17ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲအာခတတော် AA ကတန်တွဲမြို့မှာရှိတဲ့အကြံပစစ်ကောင်စီရဲ့လက်ကျန်တက်စကန်တွေတက်ကခလာရ55တက်ရင်ကိုတိမ့်ပိုက်နိုင်ခဲ့တဲ့အကြောင်းဓာတ်ပုံတွေနဲ့တကွကြေညာလိုက်တဲ့အချိန် အဆက်အသွယ်ပြတ်တောက်နေတဲ့တသက်တစ်တွေရဲ့မိဘတွေကသူတို့ရဲ့သားတွေတည်သွားပြီလားစစ်သုံးမန်းအဖြစ်ဖမ်းဆီးခံရပြီလားဆိုတာကိုစုံစမ်းပေးဖို့ရန်ကုန်ခေတ်တကိုဆက်သွယ်ပြီးအကူအညီတောင်းလာကြပါတယ်အရကတတော် AA ရဲ့မနေ့ကထုတ်ပြန်လိုက်တဲ့စကန်းသိန်းတိုက်ပွဲအတွင်းဖမ်းမိထားတဲ့စစ်ကောင်စီတပ်သားတွေကမ်းခြေမှာဒူးထောက်နေတဲ့ပုံထဲမှာစစ်မှုန်းအပစင်တက်ကနေတန်တွဲမျိုးကိုအပုတ်ခံလိုက်ရတဲ့တသက်တစ်လူငယ်တဦးရဲ့အကိုဖြစ်တဲ့သူကဘယ်ဘက်လက်မောင်းမှာတတူးနဲ့သူညီလေးလို့ထင်ရတဲ့ပုံကိုတွေ့လိုက်ရတဲ့အတွက် စုံစမ်းပေးဖို့တတားတည့်ရဲ့အကိုဖြစ်တဲ့သူကအကူညီတောင်းလာတာဖြစ်ပါလေတစ်ဖက်မှာလည်းအဲ့ဒီရန်ကုန်တိုင်းတိုက်ကြီးလေ့ကျင့်ရေးတင်းနှံချောင်းကနေစစ်မှုထမ်းအပစင်တက်ကတတားတည့်အရောက်တရကျော်ကိုရက်ခိုင်စစ်မျက်နှာဘက်အပုတ်ခံလိုက်ရတဲ့ဆိုတာမှန်ကန်တဲ့အကြောင်းနဲ့အဆက်အသွယ်လုံးဝပြတ်တောက်နေတယ်ဆိုတဲ့အကြောင်းကိုစစ်တပ်တည်င်းရင်းမြစ်ကအတီးပြုတ်ထားပြီအဲ့ဒီကတတားတည့်တွေရဲ့ဖုန်းတွေကိုလည်းတင်းနှံစတက်ကထဲကစစ်မြေပြင်ပို့တဲ့အချိန်ထိကျောင်းမှာပဲတင်းထားခံရတာဖြစ်တဲ့အကြောင်းနဲ့အထိကအဲ့ဒီတိုက်ကြီးတင်းနှံကျောင်းမှာရှိတဲ့ စစ်မှုရန်တပ်သားတွေဟာရခိုင်နဲ့ရှမ်းမြောက်ဘက်တွေအပုတ်ခံရတာဖြစ်တယ်လို့လဲစစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့အဂျမ်ဖတ်စစ်ကောင်စီကမြန်မာနိုင်ငံကိုမထိန်ချုပ်နိုင်တော့တဲ့အတွက်ဖျက်ဆီးဖို့ကြိုးပမ်းနေတယ်လို့ကုလသမဂ္ဂအထုကိုယ်စားလှယ်တွန်အန်ဒရုစ်ကဇွန်လ17ရက်နေ့ဖြစ်တဲ့မနေ့ကပဲတတိပေးပြောဆိုလိုက်ပါတယ်တရုတ်နိုင်ငံရဲ့စစ်ဆင်မှုနဲ့ဇန်နဝါရီလတုန်းကပဲမြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့အတူရက်စဲထားတဲ့အပြစ်ခက်ရက်စဲရေးကိုလည်းစစ်ကောင်စီကပဲဖျက်ဆီးလိုက်တာဖြစ်တယ်လို့ဆိုထားပါတယ်လက်ရှိမှာလည်း စစ်ကောင်စီကဇက်တိုက်ဆိုသလိုအရှုံးတွေသာရင်ဆိုင်နေရပြီးနေမြေတွေလည်းတစ်ခုပြီးတစ်ခုထပ်မံဆုံးရှုံးလာနေတဲ့အတွက်မြန်မာနိုင်ငံကိုမထိန်ချုပ်နိုင်တော့တဲ့စစ်ကောင်စီကအလုံးစုံဖျက်ဆီးဖို့ကြိုးစားနေပုံရတာကြောင့်လက်ရှိကတော့အရန်ကိုအန်ဒီအန်များတဲ့အခြေအနေဖြစ်နေပြီလို့ကုလသမဂ္ဂအထူးကိုယ်စားလှယ်တွန်အန်ဒရုစ်ကထိုင်းနိုင်ငံအမျိုးသားလုံခြုံရေးအဖွဲ့နဲ့တွေ့ဆုံရှင်းလင်းပွဲမှာပြောသွားတာဖြစ်ပါတယ်ခင်ဗျအခုတခါရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့လာရှုံမြို့မှာလက်နက်ကြီးကြီးကြပ်ရောက်ပောက်ကွဲမှုအတွင် ခရီးယန်တရားဟောဆရာတဦးတည်ဆုံသွားခဲ့ပြီးဒိန်းနီမြို့ကိုလည်းအကြံဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲမှုကြောင့်အထက်တန်းစာတင်ကြောင်းပျက်စီးသွားခဲ့တယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်ဇွန်လ17ရက်နေ့ဖြစ်တဲ့မနေ့ကပဲလာရှိုမြို့ကရက်ကွက်တငယ်မြေလေးမြောင်းမြလမ်းမလက်နဲ့ကြည့်ကြည့်ကြောက်ရောက်ပောက်ကွဲမှုကြောင့်ခရီးယန်တရားဟောဆရာတဦးလက်နဲ့ကြည့်ထိမှန်တည်ဆုံသွားခဲ့တယ်ဆိုပါတယ်လက်ရှိလာရှိုမှာကမနေ့ကရောဒီကနေ့မနက်ပိုင်းမှာပါလက်နဲ့ကြည့်ကြည့်ကြောက်ရောက်တာတွေရှိနေပြီး မနေ့ကဆိုရင်စစ်တပ်ဘက်ကပြစ်တဲ့လက်နက်ကြီးကြီးဟာတိုချိုကားပစ္စည်းဆိုင်ဘက်ကိုလာကျတယ်လို့လဲလာရှုံမြို့နေဒေသခံပြည်သူတို့ကပြောထားပါတယ်။ဒါ့အပြင်တပ်ဖက်ကသိန်းညီမြို့ကိုလည်းအကြံပေးစကောင်းစီတပ်ကလေရင်နဲ့လာပြီးဘုံကျဲတိုက်ခိုက်မှုကြောင့်မြို့ပေါ်ကအခြေခံပညာအထက်တန်းကျောင်းလုံးဝပျက်စီးသွားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျ။ဒီတခါရခိုင်ပြည်နယ်ဘက်မှာလေတန်တွဲနဲ့ကြောက်ဖြူမြို့နယ်တွေမှာ အကြံဖက်စကောက်စီရဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ရတပီသူ၃ဦးသေဆုံးသွားခဲ့ရပြန်တယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်ဇူလိုင်လ၁၇ရက်နေ့ဖြစ်တဲ့မနေ့ကပဲတန်တွဲမြို့နယ်ကဗဒဲကောကြေးရွာအနီးမှာရှိတဲ့အကြံဖက်စကောက်စီရဲ့မောင်ရွှေလေးရေတက်ကနေပစ်လိုက်တဲ့လက်နက်ကြီးကြီးဟာကြေးရွာထိပ်ကတံတားအနီးမှာကြက်ရောက်ပောက်ကွဲခဲ့ပြီးရတပီသူအသက်၄၀အရွယ်အမျိုးသမီး၁ဦးသေဆုံးသွားခဲ့ရတယ်ဆိုပါတယ်အဲ့ဒီလိုပဲ ဇလင်လာ၁၀ရက်နေ့ညနေပိုင်းကလေတန်တွဲအချင်းတောင်မှအခြေစိုက်ထားတဲ့စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ကြောက်စိတ်ခြေရွာနေရတပြည်သူအမျိုးသမီးတဦးသေဆုံးသွားခဲ့ရတယ်လို့လေဒေသခံပြည်သူတဦးကပြောထားပါသေးတယ်။ဒါအပြင်တစ်ဖက်ကကြောက်ဖြူမြို့နယ်မှာလေဇလင်လာ၁၀ရက်နေ့ကပဲအချမ်းဖက်စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်စပယ်ချောင်းခြေရွာကရတပြည်သူတဦးသေဆုံးသွားခဲ့တဲ့အပြင်နေအိမ်တွေလည်းပျက်စီးထားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျ။အခုတခါ စီးပွားရေးသတင်းပတ်မှာတော့ပြည်တွင်းမှာပုဂ္ဂလိကဘန်တွေကိုစစ်ကောင်စီကအေးအေးယူမှုတွေနဲ့ငွေသားထုတ်ယူမှုကန့်သက်ဓာတ်တွေရဲ့ကြရက်ကြောင့်ရွှေနဲ့ဒေါ်လာဈေးတွေဇက်တိုက်ကိုမြင့်တက်လာနေပြီအမေရိကန်ဒေါ်လာကိုငွေကျပ်4960အထိဈေးနှုန်းထိုးတက်သွားသလိုအမန်တကယ်ဝယ်ယူရင်ဒေါ်လာကိုငွေကျပ်9000ကျော်ပေးရတဲ့အထိမြန်မာကျပ်ကွေတန်ဖိုးတွေတဟုန်တို့ကျဆင်းနေတယ်လို့ရန်ကုန်ရွှေကုန်းတွေနဲ့ငွေလဲလက်ကြီးတိုင်တအုပ်ကပြောထားပါတယ်လက်ရှိပြည်တွင်းပုဂ္ဂလိကဘန်တွေကို စကောင်စီကအေးအေးယူမှုတွေဘန်တွေမှာငွေသားထုတ်ယူမှုကန့်သက်လိုက်တာတွေရဲ့နောက်ဆက်တွဲကြရဟာရွှေနဲ့ဒေါ်လာဈေးနှုန်းဘက်တွေမှာပါအကြီးအကျယ်ရိုက်ခတ်နေပြီလက်ရှိမြန်မာကျပ်ငွေတန်ဖိုးတွေတဟုန်ဒုတ်ချဆင်းနေတယ်ဆိုပါလေပြည်တွင်းကအမေရိကန်ဒေါ်လာဈေးနှုန်းဟာဆိုရင်ဇူလိုင်လ17ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲဈေးကွက်ထဲမှာဒေါ်လာကိုမြန်မာငွေ4960အထိဈေးနှုန်းမြင့်တက်သွားတယ်လို့လက်တွေ့ဝယ်ရင်ဒေါ်လာကို9000ကျော်ပေးပြီးဝယ်ရတဲ့အခြေအနေအထိဖြစ်သွားတဲ့အတွက် ဒီတစ်ခါပုဂ္ဂလိကဘန်တွေရဲ့ကြရက်ရိုက်မှုဟာတော်တော်ကိုပြင်းထန်တယ်လို့လဲရန်ကုန်ခြေစိုက်နိုင်ငံသားငွေလဲဒိုင်တူကပြောထားပါလေတပတ်ကားရွှေဇင်းနှုံးဟာဆိုရင်လဲဇော်လဲလ၁၇ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲအခောက်ရွှေတစ်ချက်တောက်ကိုငွေချက်56သိန်းဝင်းကျင်အထိဇင်းနှုံးမြင့်တက်သွားတာတော့အယောင်မရှိပဲဝယ်တဲ့သူတွေသာများနေတဲ့အတွက်မကြခင်ရွှေတစ်ချက်တောက်ကိုသိန်း60အထိဖြစ်လာတော့မယ်လို့လဲရန်ကုန်ရွှေကုန်းတဲ့တူကပြောထားပါလေခင်ဗျဟုတ်ကဲ့ तगव्यों